မူတော်မျိုးနဲ့ကမာဝဲမျိုးအရှိတ်ဘတ်တောင်ပေါ်မှာရှိတဲ့စံတော်ရှင်ကြိုက်တမော်ကြီးစီရီတော်ဗုဒ္ဓပူဇနီးရပွဲတော်ကို ဖျားဖို့အများပြားလာရောက်ခဲ့တယ်လို့ဒေတာကန်တွေရဲ့ပြောကြားချက်တွေအရသိရပါဗျ။နှစ်ဆက်သတင်းကြုံလာပြည့်ကျော်6ရက်နေ့ကနေ10ရက်နေ့အထိကျင်းပပြုလုပ်လေးရှိတဲ့ဆန်တော်ရှင်တိုက်တမော့ကြီးစီတီတော်ဗုဒ္ဓပူဇနီယပွဲတော်ကိုအခုနှစ်မှာအော်တိုဝါ12ရက်နေ့ကနေ14ရက်နေ့အထိကျင်းပပြုလုပ်ခဲ့ပါတယ်။မွန်ပြည်နယ်တန်ဖြူစီရဲ့မြို့နယ်တက်ခမီမြို့မှာရှိတဲ့တက်ခမီရေးလယ်ဖျားဗုဒ္ဓပူဇနီယပွဲတော်ကိုနှစ်ဆက်သတင်းကြုံလာပြည့်နေ့ကနေသတင်းကြုံလာပြည့်ကျော်9ရက်နေ့အထိကျင်းပပြုလုပ်လေးရှိပြီး အစောပိုင်းကျန်းခမီးရေးလေဖရာဗုဒ္ဓပူဇနီးယပွဲတော်ပြီးပါကမုတုံမြို့နယ်ကမာဝဲမြို့မှာရှိတဲ့စံတော်ရှင်ကျိုက်တမော်ကြီးစီရီတော်ရဲ့ဗုဒ္ဓပူဇနီးယပွဲတော်ကိုကျင်းပပြုလုပ်လေးရှိကြောင်းကမာဝဲဒေသခံတို့ကပြောပါရယ်ကျိုက်တမော်ကြီးဖရာပွဲမှာကဟိုရင်ကဆိုရင်ညဘက်မီးတုပ်တွေနဲ့တောင်ပေါ်တက်ကြတာအရန်ပြော်စရာကောင်းတယ်ပြီးရင်ကမာဝဲမြို့မှာစတိတ်ရှိုးပွဲတွေဇက်ပွဲတွေကြီးကြတဲ့ အခုကအချိန်နဲ့အရာတောင်ပေါ်ကိုနေဘက်ပဲတက်ရတော့တယ်။ညပိုင်းမှာကမာဝဲမြို့ထဲမှာတော့ဇက်ပွဲတွေပြိုပွဲရွှင်ပွဲတွေရှိတယ်လို့ပြောပါရယ်။ပြီးခဲ့တဲ့သတင်းကျွလှပြည့်ကျော်9ရက်နေ့အော်တိုဝါ၁၁ရက်ကတဲခမီရေးလဲဖရာဗုဒ္ဓပုဇနီးယပွဲတော်မဟုတ်ဦးဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်းနဲ့သတင်းကျွလှပြည့်ကျော်6ရက်နေ့အော်တိုဝါ၁၂ရက်မနက်ပိုင်းအချိန်က52ချိန်မြောက်ကမာဝဲမြို့လုံးကျွတ်စွန်းကြောင်းနဲ့စူပေါင်းပရိသတ်ပင်တွေလှူဒန်းပွဲကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါရယ်။ ကျိုက်တမော့ကြီးစီတော်ဗုဒ္ဓပုဇနီယပွဲတော်ကကျန်းခမီရေးလေဖျားပွဲတော်ပြီးတာနဲ့ဒီပွဲကိုဆက်ပြီးကျင်းပပြုလုပ်တာဖြစ်ပါတယ်။ဟိုရင်ကဆိုရင်တောင်မော်ကိုညဘက်တက်တယ်။အရန်ပြော်စရာကောင်းတယ်။ကိုဗစ်ကြောင့်ရောနိုင်ငံရေးအခြေအနေတွေကြောင့်ရောဖျားပွဲကိုနှစ်နှစ်လောက်အကျဉ်းချုပ်ပဲကျင်းပခဲ့ရပါတယ်။အဲ့နောက်ပိုင်းမှာလည်းညမထွက်ရအမိန့်တွေရှိနေသေးတော့တောင်မော်ကိုညဘက်မတက်ရပဲမနက်အစောကြီးမှတက်ရတယ်လို့ကမာဝဲမြို့ကန်တို့ကပြောပါတယ်။အခုနှစ်ကြိုက်တမော့ကြီးစီရီတော်ဗုဒ္ဓပုဇနီးယပွဲတော်ကာလအတွင်းတောက်တက်လန်းပြည့်ကျက်တဲ့အထိ အနေနဲ့ရဲရဲကဖျားဖို့အများပြားလာရောက်ခဲ့ကြောင်းဖျားဖို့တွေအနေနဲ့လဲဆန်တော်ရှင်တိုက်တမော်ကြီးစီရီတော်အပြင် ကမာဝဲမြို့အတွင်းမှာရှိတဲ့ဓာတ်တော်တိုက်ကိုလည်းတွားရောက်လေးလာဖူးမြော်ကြလေးရှိကြောင်း၎င်းမြို့ကန်ကဆိုပါတယ်